ကျောက်စိမ်းလေဆွဲနဲ့ကြွားနေတဲ့ဝင်းမုံရွှေကြီးကမြန်မာနိုင်ငံကိုဝယ်နိုင်တဲ့ဘဏ်ကနဲ့ချေပြလိုက်တဲ့တတိမကြီးစမိုင်းပရိသတ်များလုံးမဲမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေကြိုးဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံကတတိမကြီးစမိုင်းကတော့တာမန်လူတွေဘလို့မှမလုံနိုင်တဲ့အလုပ်တွေကိုတနေ့တစ်မျိုးမရွရအောင်လုပ်ပြနေပါတယ်အခုလည်းမြန်မာနိုင်ငံမှာကြွားနေကြတဲ့ဝင်းမုံရွှေကြီးနဲ့တခြားသောဆယ်လီတွေကိုမြန်မာတိုင်းနိုင်ငံလုံးကိုဝယ်လိုက်လို့ရတဲ့ပမာဏကိုချပြလိုက်ပါတယ် ဟိုတလောင်းကဆိုရင်စမိုင်းတယောက်ရေစိမ်မမားခေါက်ဆွဲကိုရွှေချပြီးတော့စားပြခဲ့ပါတယ်။ဒီမတိုင်ခင်မှာလဲတတိမကြီးစမိုင်းကငပြောသေးကိုရွှေချစားတာကြက်ကြော်ကိုရွှေချစားတာအပါအဝင် သူစားသမျှအရာအလုံးကိုရွှေချပြီးတော့စားပြနေပါတယ်။ဒါကြောင့်လေလူတွေကစိတ်အချင်းပေါက်ပေါက်နဲ့ဘာဆာဆာရွှေချပြီးတော့စားနေတဲ့စမိုင်းတယောက်အင်တာတက်ရင်ရွှေအီးတွေပါမလားဆိုပြီးတော့စားနောက်နေကြပါတယ်။အခုလေစမိုင်းတယောက်မြန်မာနိုင်ငံလုံးကိုဝယ်နိုင်တဲ့ဘန်ကက်ကိုချပြလာပါတယ်။စမိုင်းကအခုချိန်မှာတော့ Premier Express Centurion Black Cat ပေးအစီဘလက်ကတ်လို့ခေါ်တဲ့ဘဏ်ကတ်ကိုထုတ်ကြွားလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာလူတိုင်းနေပါ credit ဘဏ်ကတ်သုံးကြရဲဆိုပေမဲ့ဒီလိုအနက်ရောင်ဘဏ်ကတ်ကိုတော့ကြီးကြီးတက်ချမ်းသာတဲ့ဘီလီယံနာတထည်ကြီးတွေပဲကန်ဆောင်ခွင့်ရှိရဖြစ်ပါတယ်။အခုခါမှာတော့စမိုင်းကသူ့မှာအဲ့ဒီလိုဘဏ်ကတ်ရှိကြောင်းထုတ်ကြွားလိုက်ပါတယ်။တချို့သောမှတ်တမ်းတွေအရတော့အဲ့ဒီလိုမျိုး VIP ဘဏ်ကတ်ရှိသူတွေရဲ့ကျွဲဝါချမ်းသာမှုကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ချမ်းသာကျွဲဝါတယ်လို့သိရပါတယ်။ ဒါကြောင့်စမိုင်းကမြန်မာနိုင်ငံလုံးကိုအိတ်ထဲကောက်ထဲလို့ရတဲ့အထိချမ်းသာကြွယ်ဝနေကြောင်းလူတွေကသိသွားခဲ့ကြပါတယ်။ဒီကတ်ကိုကန်ဆောင်ခွင့်ရတဲ့သူအရေအတွက်ကအမေရိကန်နိုင်ငံတစ်ခုလုံးမှတောင်လူဦးရေ2000ကနေ9000အတွင်းရှိရလို့စစ်တမ်းတွေကဖော်ပြထားပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံကတထေးတွေအနုပညာရှင်တွေကသူတို့ရဲ့ပိုင်ဆိုင်မှုကိုကြွားပြီးတော့ဖုံထနေချိန်မှာအမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းကလည်းတကွက်ပြလိုက်တာဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းအခုချိန်မှာဝင်းမုံရွှေကတိန်းသုံးသိန်းကျော်ကြောက်စင်းလဲဆွဲဆွဲလိုက်တော့ဝင်းမုံရွှေရဲ့ခင်မုန်းတဲ့ကိုနိုင်ဖြိုးကျော်ကဘလို့ချမ်းသာကြွယ်ဝတာနော်ဖိုင်ထိုင်ရဲ့ချစ်သူကိုထက်ခိုင်ဝင်းကဘလို့စီးပွားရေးလုပ်ငန်းတွေလုပ်တော့စသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေရဖြစ်ပါတယ်။ဒါအပြင်ဘဲမင်းသမီးကဘလို့ယတနာတွေကိုဝေ့စင်တော့ မယ်မင်းသမီးကတိန်းတထောင်တန်ကားကိုဝယ်လိုက်တော့စားသဖြင့်သတင်းတွေက ပြန့်နှံ့နေပါတယ်။ဒီလိုဖုံထနေတဲ့မြန်မာပြည်ကားဆယ်လီတွေကိုစမိုင်းကနေတို့ငားလောက်ချမ်းသာသလားဆိုပြီးတော့တကွက်ပြလိုက်တယ်ဆိုရင်လည်းမမပါဘူး။ဒါကြောင့်တချို့ကစမိုင်းတယောက်ဘာရီလောက်ပြီးချမ်းသာတယ်လဲသိကျင်နေကြပါတယ်။ တနေ့တည်းတထင်းမကြီးစမိုင်းကမြန်မာပြည်ကိုဝယ်လို့ရတဲ့အထိချမ်းသာပေမဲ့လည်းဘာစည်းဝါးရေးမှမလုပ်ဘာကိုမှမလုပ်ပဲဟိုဒီဒီရှောင်မသွားပဲနဲ့အိမ်ထဲမှာပဲလှက်ပက်ပြီးတော့တော်ရိုက်ကပိုင်ဆိုင်သမ ्या တွေကိုကြွားနေရပါဒါကြောင့်လူတွေကတထင်းမကြီးစမိုင်းအိမ်ထဲမှာနေရင်ကျဲကျုပ်ကြနေသလားမေးရအောင်ပါပဲစမိုင်းကအိမ်ထဲမှာတတော်ရိုက်ရင်နဲ့သူ့ရဲ့ဈေးကြီးတဲ့အဝေးအစားတွေရတနာပစ္စည်းတွေကိုကြွားပြလိုက်ဟိုကစားပြလိုက်ဒီဟာစားပြလိုက်နဲ့လုံနေရပါ ဒါကြောင့်လည်းလူတွေကစမိုင်းကိုတော်တော်လေးမျက်စိနှောက်နေကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘာလုံးမှမလုပ်ဘဲနဲ့မြန်မာနိုင်ငံကိုဝေနိုင်တဲ့အထိချမ်းသာကြွယ်ဝနေတဲ့စမိုင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။